လိုင်းပေါ်ကနေသူ့ပုံကြည့်ပြီးပဲဆူတောင်းလိုက်တာလေကောင်မလေးတောက်ဆိုတိန်30ဝင်းနဲ့အဲ့နေညာနေပဲဝင်းသားနဲ့ချက်ချင်းသူ့စီကိုလာပြီးကတော့အဲ့လိုကလေးလေးအရန်ဆွမ်းလာအလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့လူကြီးမင်းတို့အတွက်ဗီဒီယိုအပိုင်းစာတွေကိုစုစည်းတင်ဆက်ပေးနေတဲ့ကိုဆိုင်မှာဒီကလေးမှာတော့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့ကြတဲ့ညီကိုမောင်နှမမိတ်ဆွေတယောက်ချင်းစီတွေကို ကျေးဇူးတုံ့ပြန်သောအနေနဲ့ကျွန်တော်ဒီကလေးမှာလူကြီးမင်းတို့ခုကြုံတွေ့နေရတဲ့အခက်ခဲတွေပြဿနာပေါင်းတောင်းလျှောက်ထောင်တွေကိုဖြေရှင်းပေးနိုင်မဲ့ဆရာမတစ်ယောက်နဲ့မိတ်ဆက်ပေးရှင်ပါတယ်။သူကဘာလို့လဲဆိုရင်တော့လူကြီးမင်းတို့တော်တော်များများလည်းသိရှိပြီးလောက်ပြီ။ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့မိတ်ဆက်ပေးပါမယ်။သူနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဗီဒီယိုအောက်မှာမန့်ထားတဲ့ comment ပေါင်းများစွာထဲမှာလည်းအခုလက်ရှိအနေထားအရကောင်းတဲ့အရာတွေ လုံးဝ positive ဘက်ကရှိတဲ့အရာတွေကိုကျွန်တော်တို့မြင်တွေ့ထားရပါတယ်။အဲဒီတော့လူကြီးမင်းတို့ကိုကျွန်တော်ဘာဖြစ်လို့ဒီຢာတွေနဲ့မိတ်ဆက်ပေးရလဲဆိုလို့ရှိရင်လူတန်းလူတိုင်းမှခက်ခဲတွေပြဿနာပေါင်းအများကြီးကြုံရကြတယ်။အိမ်အောင်ကြီးလားတာမွေငွေကြီးလားတာမွေရှင်အခက်ခဲတစုံတရာကြုံလာပြီလို့ရှိရင်ဒီဆရာမကိုတတိယဖို့ကျွန်တော်မိတ်ဆက်ပေးတာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်ဘာကြောင့်တော်တော်ဒီလောက်ထိညွှန်းရလဲဆိုတာကိုကြည့်လိုက်ကြအောင်ဗျာ။ โอเคအဆောက်ဆုံးစပါမယ်ချန်နယ်မှာလူတက်ထားဘူးရဲ့ရင်တော့ဟုတ်လားမသိဘူးတချက်စုံစမ်းကြည့်လိုက်တော့အဲ့ချံမှာလူတွေသားပူပဲလူတော့တွေသားပူလေဟုတ်တယ်မိမိပြောတာပဲအဲ့ချံလူတွေသားပူပဲလူတွေသားအဲ့ကလေးလေးအဲ့ဝရင်မန်နေဂျာတော့ဟုတ်တယ်အဲ့ကလေးဖြစ်ချင်နေပါလား မမီအမေချောကလေးတကြိုက်တယ်နော်မမီစီနောက်ခါလာအမေဝယ်တာပဲပြီနော်ဟုတ်တယ်ဟုတ်တယ်မမီစီမှာကားရုပ်တည်တယ်မမီလိုချင်တယ်မမီဝယ်ပြီနော်ကားရုပ်အော်ဟုတ်ပါကားရုပ်ပြန်ကားရုပ်ကြင်ကားခုခုရုပ်မယ်နိပြန်ကားစီတယ်ခုခုရပြန်ကားစီဖို့မမီမမီဟာဘယ်ကအမြင့်ကြီးတွေပဲစီရတယ်ဒီလောက်ပဲနှင့်လေ ဒီနှစ်ထဲမှာကိုကိုကြီးကားမှုဝယ်ဦးနောက်ပြမအဲ့တော့အဲ့တော့လူကြီးမင်းတို့လည်းကြားသွားပြီလို့ထင်ပါတယ်နော်ဆိုတော့ဒီအိမ်ဝင်းထဲမှာလူအဲ့လိုဖြစ်ဘူးတဲ့ဆိုတော့အဲ့တော့သူကနေပြီးတော့မဖြစ်ဘူးဆိုတော့ကြောင့်သူပြန်စဉ်းစားရတော့မန်နေဂျာမတယောက်ကအဲသူ့ရဲ့ကလေးကိုမလို့ရှင်လို့ပါညာတရကအဲ့လိုမျိုးဖြစ်ဘူးတော့သူလည်းအဲ့လိုဖြစ်ဘူးတဲ့ဆိုတော့ဒီမေးတဲ့မေးခွန်းနဲ့ဒီဆရာမဖြေသွားရတဲ့မှာလုံးဝကိုမှန်တယ်လို့ပဲပြောရတယ်ဘာလို့လဲဆိုတော့ သူကမေးလိုက်တယ်ခိုးဘကလာပြီးတော့အကြာမြင်လာမေးတဲ့သူကပြန်ဖြေတဲ့အချိန်ခါမှာတော့ဒီစကလုံးနှစ်ခုကိုရှင်လိုက်တော့ဟုတ်တော့ဟုတ်နေပဲသူအန်သူတော့မှန်နေရပြီကွာအဲဒါပေမဲ့ပေရမစိုးလူကြီးမင်းတို့အစုံမရောက်ပါနဲ့နော်အစုံမရောက်နဲ့ကျွန်တော်တလောင်လေးပဲပြောရှင်နေတိုင်းပေါ်ပါလေချိုးချိုးလူပြလူကြီးကချစ်ချာလေးအဲ့လိုမျိုးလေးမူးစင်လိုက်တာ ဒီလိုလေးမွေးကျင်လို့ရှိရင်အယုတ်ကလေးกว่าเนาะဒီလိုမျိုးအယုတ်သေးမုတ်သေးမုတ်ကလည်းလေတနေ့ရော365ခါလောက်ကျွေးရတယ်ဟာเนาะအပြင်တစ်ခါသွားရင်ကျမအနည်းဆုံး5000ကျမเนาะမအေးအပြင်ရပြန်လာတယ်အပေါက်ဝါရောက်တာလည်းအမေမမေမမေတို့မုတ်ပါလားဆိုတာ ਨੇ ဒီမအေးကကျွေးရပါတယ်ကြိုက်တဲ့မုတ်လေးဟောကန်းလာလို့ရှင်နောက်နေ့ကျရင်ဘာဝယ်လာမလဲဆိုပြမယ် tu bài chạy cả lấy rồi tham nhớ tình tiền bùi tu chạy bài giấc cả mẫu xa để kilo bê nô lì lấy tu chạy bài kilo mẫu lì lấy tu chạy bài đã tu mì chạy rồi tu lấy chạy đã nó mà rồi tu bữa nào sao kilo chưa đi lấy tu chạy bài nên tham nhớ ai đi tu chạy bài ai là lì cũ à, biết là bao ဘန်းလေးနဲ့ထားပြီးတော့မှသူ့ကိုတွေးရပါတယ်။ဟွန်းအလောက်ကြီးလားကွာ။ဟိုးဒီရုပ်ကလေးနင်ကသူ့ခုံခဏငားတာဟိုဘက်မှာဖျားပွဲတင်လာလို့အဲ့ဒါကြောင့်ဒီမှာခုံမရှိဘူးဖြစ်။အဲ့တော့အဲ့တော့လူကြီးမင်းတို့မြင်ကြတွေ့ကြတဲ့အတိုင်းပဲ။ သူကအယုတ်ကလေးကနေပြီးတော့အဲ့လိုမျိုးအစားအစာတွေကိုစားတောက်ဖို့အတွက်တနေ့တနေ့ကိုသူကအ ਨੇ ဆုံးတောင်းကနန်းနေနော်၄၅တောင်း၃၄တောင်းအဲ့လိုမျိုးဝယ်ပြီးတော့ကျွေးရတယ်ဆိုတော့ဒီအယုတ်ကတကယ်ပဲအဲ့ဒီမုံတွေကိုစားနိုင်တာလားဒီအေးတွေကိုတောက်နိုင်တာလားဆိုတော့လူကြီးမင်းတို့ပဲနည်းနည်းလေးတွေးကြည့်ပါတော့ကျွန်တော်အမြင်ပြောရရင်တော့ဒါက အယုတ်ကြိုက်ထားရဲဆန်လို့ရှိရင်အဲ့ဒီဆရာမလေးကြိုက်ထားလို့ပဲကျွန်တော်မြင်တယ်။အဲ့လိုဘာဖြစ်ကွာမင်းတို့ဒီအချားမင်းကြီးကိုသွားမေးလို့ထွက်လာတဲ့ပုံစံဘလို့ပဲဖြစ်ဖြစ်ကွာအဖြေဘလို့ပဲထွက်လာထွက်လာအဲ့ဆရာမလေးကိုမျက်နှာကိုမြင်တာနဲ့မင်းတို့၃လတောင်ဘုရားတန်းနေပြီကြည်လား။အဲ့တော့မင်းတို့ဘာမှတိတ်လို့မနေကွာနောက်ဆုံးတနေ့ကန်ကောင်းအဲ့ဆရာမလေးတို့ညားရင်ညားမှာကြည်လား။ ဘလောက်ချော်ချော်လေးကွာဘလောက်ထိသူဘာတွေပဲပြောပြောငါတို့ကအကောင့်ကပဲတွေးမယ်ငါတို့ကငကိုရနာဘူးဒီရောဟုတ်တယ်နာဘူးဆိုတော့ငါနာဘူးစိကပဲတွေးမယ်ကွာအဲ့ဆရာမလေးကိုသွားမိကြအထူးသဖြင့်ယောက်ျားလေးတွေမိကြနောက်ဆုံးတနေ့ကဘာမှမဟုတ်တဲ့အကြောင်းမင်းတို့အကြာမြင်မဖြေနိုင်အောင်မမှန်နိုင်အောင်ဘာမှပြတာမရှိဘူးအဲ့ဆံမလေးကိုဖွင့်ကြောင်းရင်မင်းတို့ဂျင်းနဲ့နေပြီဟုတ်လားတော့ဆက်လဲလုံးပါလေ Okay okay စတာပါဒါပေမဲ့အခုဒီ main video ရောက်လာပါပြီအဲ့ဒါကဘာလဲဆိုတော့လူချင်းမင်းတို့အဆုံးထိကြည်ပါ ဘာကြောင့်လူကြီးမင်းတို့ကျွန်တော်ဂျေဆူတုံ့ပြန်တဲ့ဗီဒီယိုလို့ပြောရလဲဆိုရင်ဒီလိုအပိုင်းစတစ်ချက်မှာဆိုတော့ဗီဒီယိုလေးကိုအဆုံးထိတွားကြည့်မယ်လူကြီးမင်းတို့အတွက်တစုံတစ်ခုတော့ထူရှားလာပါလိမ့်မယ်နော် တမီးလေးနဲ့ပတ်သက်ပြီးနည်းနည်းပြောပြမယ်။ပြမယ်တခြားနားအောင်နော်။ဆရာလည်းဆိုတော့ပိုင်းရွှင်ကျော်ပေးစီရတူရှာတာပါ။ရတော့ပိုင်းအဆရွှင်ကျော်လေးဝင်လိုက်သေးတယ်။ပိုင်းအချားမြင်ဆရာတဲ့အချိန်မှာပိုင်းကဒီမမြင်ရလေလောလောကဟာယူအရန်ကြောက်တယ်။ပိုင်းကိုတကူထိလိုက်မှာပိုင်းကြောက်တယ်။အဲ့ကြောင့်ရွှင်ကျော်ဝင်လိုက်တယ်။ဒါမဲ့ပိုင်းနဲ့မအဆက်ဘူး။ပိုင်းကဒီဒဏ္ဍတိုက်ကိုအဓိကသွားမိပြီဆိုတော့အဲ့လည်းပိုင်းပြန်ထွက်လိုက်တယ်။ထွက်ပြီးတော့မှဒီဒဏ္ဍတိုက်ကိုပဲသွားတော့တာပေါ့နော်။ တော့သူ့ကိုပိုင်ကရထားတာမကြသေးဘူးတိတ်မချသေးဘူးသူ့မရမီကပိုင်အချားမြင်ရနေပြီရပြီးတော့ပိုင်ဟောတာပြောတာလုံနေပြီသူ့ရထား၄လ၅လလောက်တော့ရှိတော့မထင်နဲ့အဲ့ဒါကလေးလေးကနေချင်တယ်ပိုင်အိမ်မှာနေချင်တယ်သူအစစဉ်းစားသေးရကြာကြီးမမအိမ်မှာရဲ့နေတရားအများကြီးပဲမိမိဘယ်လိုနေရမှာလဲဒါမဲ့ तू နေချင်တယ်ပေါ့ကွယ်အဲ့ဒါလည်းခေါ်လာလိုက်တယ် ဒီရုပ်ကလေးကစဝရံဖန်ကောက်ကဝယ်တာဟိုတော်တော်များပြောကူမန်ထုံနဲ့တူတယ်ကူမန်ထုံဆိုတာကဟိုလေခလေးတရဲကွာတည်သား6ခလေး6လေးကိုထည့်ပြီးတော့မှသူခဏကိုလည်းထည့်တာဒါကြောင့်ခလေးတိုက်လေးပေါ့နော်သူကခလေးတိုက်နေပါပြီးတော့လေ baby boss ကလေဘလောက်တောင်မှဟိုဟာဖြစ်လဲဆိုတော့ဇိုင်းပေါ်မှာပိုင်းရလေသူ့ဆက်ဆံမွေးရမွေးတော့ကလေပုံနေရမ်းတင်တာသူ့ပုံနေသမီးလေးကိုသမီးလေးပုံနေနေတိုင်းတင်တယ်မိုးလေးနာတင်တယ်ခလေးဘာလုပ်လို့သူ့ activity အကုန်တင်တာအဲ့တော့ line ပေါ်ကနေပြီးတော့မှသူ့ကိုလာပြီးမှ ဆူတောင်းကြိုင်လိုင်းပေါ်ကနေသူ့ပုံကြည့်ပြီးပဲဆူတောင်းလိုက်တာလေကောင်မလေးတယောက်ဆိုတိန်း30ဝင်နေအဲ့နေညာနေပဲဝင်သားနဲ့ချက်ချင်းသူ့စီကိုလာပြီးခတော့တာအဲ့လိုကလေးလေးအရန်ဆွမ်းလာကျွန်မတော့ကျွန်မသားသမီးလေးကိုနေ့တိုင်းမုတ်ကြွေးပါလေကလေးလေးဟောကန်လာလို့ရှင်မုတ်လာမုတ်ယူလာပါလေကလေးလေးစားဖို့အတွက်ချောကလက်တွေစားရဲ wifi ဘာညာတာတကားပေါ့ကလေးစားရချိုးချင်းနေချေလေးအဲ့ဒါကြီးသူစားပေါ့ ဲ့တော့အဲ့တော့အဲ့တော့ဒီရုပ်ကလေးကိုကြည့်ပြီးတော့စူတောင်းလိုက်တာအများကြီးပတ်စံနေဝင်လာတယ်လို့သူကတော့ပြောသွားတယ်အဲ့တော့ဘလူးအပြည့်လူကြီးမင်းတို့အနေနဲ့အခက်ခဲတစုံတရာရင်ဆိုင်လာရပြီဘာမှခူကိုရမယ်အားကိုရမယ်ဖြစ်နေပြီလို့ရှိရင်ထပ်ပေါက်တစ်ခုအနေနဲ့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီအယုတ်ကလေးကိုကြည့်ပြီးတော့လူကြီးမင်းတို့အနေနဲ့အခက်ခဲကိုစူတောင်းပြီးဖြည့်ခင်းကြည့်လိုက်ပါတကယ်လို့ ဖြည့်ချင်းလိုက်လို့အဆင်ပြေသွားတယ်အဲ့ဒီတိုင်အောင်မြင်သွားတယ်ဆိုလို့ရှိရင်လည်းလူချင်းမင်းတို့ပြဿနာတစုံတရာကိုရှင်းပြစာဖြစ်သွားပါလိမ့်မယ်တကယ်လို့ဆူတောင်းလိုက်လို့အဆင်မပြေသွားဘူးကိုဆူတောင်းတိုင်းဖြစ်မလာဘူးဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အချိန်မြောက်သေးဘူးလို့ပဲအကောင်းပကပြီးတော့မြင်လိုက်ကြဘာလို့လဲဆိုတော့အချို့အချို့တော့အရာတွေကလောကကြီးထဲမှာတကယ်ရှိတယ်မြင်အပ်တဲ့အရာမမြင်ရတဲ့အရာဆိုတာတကယ်တကယ်ရှိပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီ ဘယ်အရာမှကြိုတင်မသိနိုင်တဲ့အတွက်ကျွန်တော်တို့နောက်ဆုံးပိတ်ညာတစဉ်ပြည့်ရမယ်ဆိုရင်တော့မှကျွန်တော်တို့လိုအပ်တဲ့အခက်ခဲတွေကိုဒီလိုမျိုးအရာတွေကိုကြည့်ပြီးတော့ဆူတောင်းကြည့်ပါဆူတောင်းလို့အောင်မြင်သွားရင်တော့သူပြောသလိုပဲဒီ baby ball လေးကတကယ်ပဲအစွမ်းထက်ပါတယ်တကယ်လို့ဆူတောင်းမှုမဖြစ်သေးဘူးဆိုရင်တော့ကျွန်တော်တို့ဘေးရင်ဆရာတွေအဲ့လိုမျိုး net တွေတိုက်တွေရဲ့သူတို့ရဲ့ပုံမှန်ယူ တမတ်ရိုးကြပြောနေကြစကားအတိုင်းပဲလူချင်းမင်းနဲ့အဆက်သေးလို့ပဲတွေ့ကြပါနော်။ Okay ဆိုတော့ကျွန်တော်ကဘုဒ္ဓအနေနဲ့ sharing လုပ်ပေးတာပါ။အားလုံးပဲဒီပုံလေးကိုကြည့်ကြည့်လို့ရှိရင်လူချင်းမင်းတို့ခက်ခဲတွေအားလုံးကိုစွတောင်းပြီးအောင်မြင်နိုင်ကြပါစေလို့ပြောချင်ပါတယ်။ဒီညတော့အားလုံးနှုတ်ဆက်ပါခင်ဗျ။ကျေးဇူးတင်ပါတယ်။ Bye bye